ကုသိုလ်တွေအများရန်ဖြစ်နေအောင်မလုပ်ထားမလဲမလုပ်သင့်တယ်လဲဆိုတာဒီသုတ်တံကိုနာယူပြီးလို့ရှိရင်သိနိုင်တာပေါ့အဲ့ဒါလို့ကုသိုလ်တွေမပြတ်စီးဝင်နေတယ်ကုသိုလ်တွေမပြတ်ရနေတယ်ဆိုတာအလွန်ကျဉ်းတ်ဆရာကောင်းပြီထိုကုသိုလ်ကောင်းမှုတွေရဲ့အတိုင်းအတာပမာဏတိုင်းတာကန့်သက်လို့မရဘူးမြစ်ထဲမှာရှိတဲ့ရေတွေမပြတ်စီးနေတဲ့ရေတွေဟာ ဘဏ္ဍာလန်စီးနေတယ်ဆိုတာပြောလို့မရတယ်လို့ပဲနေရှင်နဲ့အမြစီးနေတဲ့ရေတွေဟာအင်တာမတ်ပြားတယ်ပေါ့ထို့တူပဲဘုန်းကြီးတို့တွေရဲ့တဏ္ဍမှာဒီလိုကုသတရားတွေဟာမြေကြီးတွေစီးနေသလိုကုသကောင်းမှုတွေစီးနေအောင်စီးနေတယ်ဆိုတာမြင့်နဲ့တင်စားပြီးတော့ပြောတာကုသတွေအမြဲတမ်းရနေအောင်အမြဲတမ်းကုသတွေတိုးနေအောင်မလုပ်ရမလဲဆိုတာကို လုံးတဲ့လုံးထိုက်တဲ့ကံတရားနဲ့ပတ်သက်ပြီးမြတ်စွာဘုရားရှင်းလင်းဟောကြားဒီမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုတရားကြည့်မယ်ဆိုရင်ဒီဘုရားကမတဲ့ဘုရားမဟုတ်ဘူးတရားဘာသာတွေမှာတော့ဘုရားမတယ်ဆိုတာရှိအဲ့စကားကိုတန်ရောင်လိုက်ပြီးတော့ဗမာတွေကဘုရားမတာပဲနဲ့ပြောတာဘုရားမတာမဟုတ်မြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကပြောခဲ့တာဒီအတ္တဟိအတ္တနောနာထောကိုယ်ကကိုယ်ကိုဆိုတာ ကိုလုံးမကိုရတယ်ဆိုတာအမတမထင်ရှားတယ်နော်ကိုလုံးမကိုရတယ်ဆိုတာအများကြီးပဲထမင်းပွဲကြီးထိုင်းနေကြတယ်စားတဲ့လူကစားကိုကထိုင်းကြည့်နေမယ်ဆိုရင်ဝါပါမလားဝါနိုင်ကိုစားမှကိုဝါတာကိုလုံးမကိုရတယ်ဆိုတာအလုံးထင်ရှားတယ်အသိပညာဆိုတာလဲကိုလုံးမကိုကိုပြင်ရမှာဖြစ်တယ်ကိုစိတ်ထဲမှာမကောင်းတဲ့စိတ်တွေဖြစ်နေလို့ရှိရင်သူများအာကိုဝါမှာလားကိုကကိုပြင်ရမှာလားဆိုတော့ကိုကကိုပြင်ရမှာ နော်ကိုယ့်အကူမပြင်မဲနဲ့အကောင်းဖြစ်မလာနိုင်ဘူးပေါ့ကိုယ့်စိတ်ကိုအတိဆုံးပဲသူများကကိုယ့်စိတ်ကိုမသိဘူးကိုယ့်ကိုထိုင်းနေရင်ငါဘာတွေတွေးပြီးနေတယ်လဲငါတွေးတာတွေကအကုသိုလ်တွေဟုတ်ကဲ့လားတွေးနေတာတွေမဲ့ကိုယ့်ကိုဆန်းစစ်ကြည့်ဆန်းစစ်ကြည့်တဲ့အခါမှာအဲ့ဒီအချိန်မှာဘယ်သူကလာပြီးတော့မမှာတော့ကိုယ့်ကိုဥပမာမကျေနပ်တဲ့ဒေါသတွေနဲ့လူဟာတွေးနေတယ်ဆိုရင်ဒါအကုသိုလ်တွေဖြစ်နေအဲ့ဒီအကုသိုလ်တွေဖြစ်နေတာ ကိုယ့်ကိုတိတိပြီးတဲ့အခါကျတော့ဒါတွေဆက်တွဲနေလို့ရှိရင်ငါအကုသိုလ်တွေဆက်ဖြစ်နေမှာပဲဆိုကောင်းမြတ်တဲ့ဘက်ကလှည့်ပြီးတော့တွေးလိုက်မယ်ဒေါသနဲ့တွေးမယ်စာမေတ္တာနဲ့တွေးမယ်ကရုဏာနဲ့တွေးမယ်မုရိတာနဲ့တွေးမယ်ဥပေက္ခနဲ့တွေးမယ်ဆိုအဲ့ဒီတွေးတွေဟာကုသိုလ်တွေးတွေဖြစ်သွားတယ်ပေါ့ဒီလိုဆိုလို့အဲ့ဒါကြောင့်မလို့အတ္တယအတ္တနောဆိုတာကိုဒေါသထွက်တာကိုယ့်ဟာကိုယ်ပဲဖြစ်ရမှာနော်ကိုယ့်ဟာကိုယ်တည်တယ် အဲ့ဒါကြောင့်ကိုလောဘဖြစ်နေရင်လည်းကိုယ့်ဘကိုယ်ပဲလောဘပြောင်းကိုယ်တဏ္ဏမှာမောဟတွေမှမသိတဲ့တွေ့ဝေမှုတွေဖြစ်နေရင်လည်းကိုယ့်ဘကိုယ်အတိညာဉ်နဲ့ဆီဦးအားထုတ်ပြီးတော့တွေ့ဝေနေတဲ့မောဟကိုကိုယ်တိုင်ပဲဖြောက်အောင်အမှန်သိအောင်ကိုကိုယ်တိုင်ကြိုးစားအဲ့ဒါအတ္တကြီးအတ္တနောနာထောစာကိုယ့်ကိုယ်အာမကုန်လို့ဘုသူအာကုန်မှလည်းဒါဖြင့်မြတ်စွာဘုရားကိုးကွယ်ရတာကြတော့ဘာကြောင့်လို့ဆိုရင်အဆုံးမရဖို့ကိုးကွယ်တာနိလောကမှာ အကြံကောင်းဉာဏ်ကောင်းဆိုတာအဆုံးမဆိုတာလိုအပ်တယ်မိဘတွေရဲ့အဆုံးမသားသမီးတွေလိုအပ်တယ်လူကြီးတွေရဲ့အဆုံးမလူငယ်တွေလိုအပ်တယ်ဆုံးမဆိုတာလိုအပ်တယ်ဆုံးမဆိုတာအဓိကပြောမယ်ဆိုရင်အကြံပေးခြင်းတစ်မျိုးပဲတိုင်းပြည်အုပ်ချုပ်နေကြတဲ့သမတတို့တော့အကြံပေးဆိုတာရှိရသေးတယ်မဟုတ်လားဝိုင်းဝန်းပြီးတော့ပြောဆိုလမ်းဖြောင်းပေးရတာမျိုးတွေဆိုတာရှိနေအဲ့တော့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နော်ဒီ ဆုံးမဩဝါဒပေးတဲ့အပေါ်မှာဒဲဒီဆုံးမဩဝါဒကိုခံယူပြီးတဲ့နောက်ပြုပြင်တာလှုပ်ထားကြတော့ကိုအားကိုကိုအားပါပဲကိုလုံးမပဲကိုရရဲဆိုတာမတမ်းမထင်ရှားတယ်ဒါကြောင့်အတ္တဤအတ္တနောနာထောဆိုအလွန်ချိန်နှက်เสียကောင်းဘယ်သူမှလာမမဘူးဒါကြောင့်ကိုတဏ္ဏကိုကိုကောင်းကျိုးချမ်းသာတွေလိုလားပြီဆိုလို့ရှိရင်ကိုကိုတိုင်းလှုပ်ယူပါမှာဆိုတာမတမ်းမထင်ရှားတော့ကိုကိုတိုင်းလှုပ်နေဘူးလောအပ်တယ် ကိုယ်ကိုမြဲတယ်ဆန်းစစ်ကြည့်ဘာစိတ်မှကုသိုလ်စိတ်တွေဖြစ်တာလားအကုသိုလ်စိတ်ဖြစ်တာလားလောဘနဲ့ရှင်တွဲနေရင်အကုသိုလ်ပဲဒေါသနဲ့ရှင်တွဲလာရင်အကုသိုလ်မောဟနဲ့ရှင်တွဲလာရင်မာမနာတွေအိတ်တာတွေမစိရာတွေနဲ့ရှင်တွဲနေတယ်အကုသိုလ်တွေအဲ့ဒီအကုသိုလ်တွေဖြစ်နေတာရတ္တံပြည့်ရမှာဘယ်သူတော့ဆိုကိုယ့်အကူရတ္တံကိုယ့်အကူရတ္တံပြည့်လိုက်တဲ့အခါကျတော့မှအဲ့ဒီအစာထိုးကုသိုလ်နဲ့ အလိုပါဆိုတဲ့ဒီဒါရကောင်းမှုကိုဖြစ်စေတတ်တဲ့အလိုပါဆိုတဲ့ကုသိုလ်တရားတွေအဒေါသဆိုတဲ့မေတ္တာတရားတွေအမောဟဆိုတဲ့အသိပညာတွေနဲ့ကိုယ်စိတ်ကိုဖြောင့်ပြီးတော့ကိုယ်ကိုယ်တိုင်ပြင်လိုက်ရမှာအဲ့ဒါလို့ပြင်လိုက်တာကိုပဲအတ္တရဲ့အတ္တနောနာထောလို့ပြောတယ်။အဲ့တော့ကိုယ်ပြင်လို့ကိုယ်ရလာတဲ့ကုသိုလ်ကဘုသူ့ကိုအကျိုးပေးတယ်ကိုယ်ကိုယ်ပဲအကျိုးပေးမှာကိုစားတဲ့အစားအစား ကျမ်းမာစေတာဆိုတာဘုသူ့ကိုကျမ်းမာစေတာကိုယ့်ကိုယ်ပဲကျမ်းမာစေကိုမတည့်တာစားလို့ရှင်ယောဂဖြစ်ပြီးခံရမှာဘုသူတော့ကိုယ်ပဲလေအဲ့ဒါကိုဆုံးလို့တာအင်မတန်မှလက်တွေ့ကြတယ်မြတ်စွာဘုရားရဲ့အဆုံးအမစကားလူတိုင်းလူတိုင်းဟာတုတ်တန်တစ်ခုမှာမြတ်စွာဘုရားဟောတယ်ကိုယ့်ကိုချစ်တယ်လူတွေကိုယ့်ကိုချစ်တယ်လို့ဆိုလို့ရှင်ကိုယ့်ကိုပြုပြင်ပြီးတော့ လောဘဒေါသမောဟစတဲ့